ပါမြန်မာနိုင်ငံမှာကျွန်တော်ဒါတွေမဖြစ်ခင်ပေါ့ကျွန်တော်တို့ကတော့ဆော့ဆော့စီစီကြိုတင်ပြီးဟောကင်းကျွန်တော်ဟောကင်းထုတ်တယ်နော်ကျွန်တော်ဒီပေါ့နှစ်တုံညာတစ်တုံညာနှစ်ခုမဖြစ်ခင်ရလဲကျွန်တော်ဟောကင်းထုတ်ထားတယ်ခင်ဗျားသတိထားနော်မြန်မာမြန်မာနိုင်ငံမှာလည်းမကြခင်လာတော့မယ်နော်အဲ့တော့ဒါမျိုးတခုရှိတယ်ကျွန်တော်ထပ်ပြောရတယ်အစိုးရကအစိုးရကိုတွေ့ရအောင်ပြသမောသမောတွေ့ရမှာဖြစ်တယ်အဲ့လဲဟောတာလို့အခုလည်းတိတ်မကြခင်ဖြစ်တတ်တဲ့သဘောတွေရှိလာပြီဆိုတော့ကျွန်တော်ပြောခြင်းနဲ့အဲ့တော့နေရာကမစင်းညင်လို့ ပြည်သူကိုဒုက္ခမပေးပါနဲ့နော်မှန်ပါပါဒီလီပေါ်ရှင်မှာချုပ်ဆိုပါခင်ဗျဆက်နေအောင်ဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ channel ကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရွက်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့အားလုံးမျှော်လင့်တာကျွန်တော်ကိုယ်လည်းရူးရူးမှုမျှော်လင့်ခဲ့ပါတယ်နော်ရွေးကောက်ပွဲကျင်းပပြီးတော့ပြည်သူလက်ထက်အာနာပြန်အပ်မယ်လို့မျှော်လင့်ခဲ့တာအဲ့လိုမျိုးကိစ္စမျိုးလုံလိုက်ခဏလေးပဲနေရာကမစင်းနေတဲ့ခါကျတော့ ြည်တနာပြီးသွားမှောက်သူကိုယ်တိုင်ကြောက်နေတာဖြစ်တယ်။အာဒီကိစ္စဆာလို့ရင်ဆဆဖြစ်ခဲကြဆိုလို့ရှိရင်နော်သူနဲ့ပူပေါင်းပါဝင်မှုတွေအများကြီးရှိတယ်။ဘယ်နေရာမှာဘသူဘသူဘသူသဖမ်းဖို့တခါလဲဆာရဖဘုံမှုတွေမှာတိတ်ချတိတ်ချဖမ်းပြီးအဲ့ဒါကိုအထက်ကနေပြီးတော့ဘယ်ရတယ်လို့ကြာလာတဲ့အမိတ်လည်းဒီမအေးဝင်းအမိတ်ဖြစ်ပါလိမ့်မယ်။ဒီကောင်လေးမဖမ်းနဲ့နိုင်ငံကငါပဲဖြတ်စည်းနေတာလွတ်ထားပေးလိုက်ဒီကောင်လေးလွတ်ထားပေးလိုက် နော်ငါချီငါလက်နဲ့နော်ဒေါ်စုကြည်လက်ထက်ကနေပြီးတော့နိုင်ငံကောင်းနေတဲ့ကောင်းနေတဲ့အကောင်းမကတိနိုင်ငံကိုသူ့လက်ထက်ကိုယူလိုက်တယ်ယူပြီးတော့နိုင်ငံကြီးကိုအခုဆိုရင်ကာလုံလက်ထက်ကိုပြန်အပ်လိုက်တာနိုင်ငံဆုတ်ပြတ်တက်နေတာပဲဘာလို့ဘာမှမသုံးမရတဲ့နိုင်ငံကိုပြန်အပ်လိုက်ပြီးတော့မှအခုဘာကြောင့်တမင်ကောင်တမင်ကောင်ဖြည့်ဆည်းနေတာဘာကြောင့်ဖြည့်ဆည်းရလဲဒါတော့ကျွန်တော်အဲသူ့ကိုကျွန်တော်တို့ထပ်ပြီးတော့မေးစရာတွေရှိတာပေါ့ဟုတ်ပြီရေကောက်ပွဲကိုကျင်းပမယ်သူရေကောက်ပွဲကျင်းပပြရအောင်အဲရေကောက်ပွဲကျင်းပပြီးတဲ့အခါမှာလဲအခုဆိုလို့ရှိရင် ကျွန်တော်မှလေအခုစိတ်ကအနေထိုင်ွားလို့လားမသိဘူးကျွန်တော်ဆိုအနေထိုင်ွားပြီလေဒါကကျွန်တော်မျှော်လင့်ခဲ့တယ်။ဘာကြောင့်မျှော်လင့်ခဲ့ဆိုရှင်အာမြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ဒီမိုကရက်တစ်ကြကြရွေးကောက်ထားတဲ့အစိုးရနဲ့လားတက်ကိုအာဏာပြန်အပ်ပြီးတက်ကပြန်အာဏာပြန်အပ်ပြီးလို့ရှင်ပြည်သူလက်ထက်ကိုပြန်ရောက်ပြီးနိုင်ငံတော်ကိုကျွန်တော်တို့ငြင်းငြင်းနဲ့လမ်းကြောင်းတွေကျွန်တော်တို့ပြန်တော့အားကြောင့်ကျွန်တော်တို့မှဒီကျွန်တော်တို့ light တွေစပြောချိန်မှာကျွန်တော်ဘယ်လောက်ပြောရဲဆိုလို့ရှင်အခုချိန်မှာမင်းတို့ဒီတော်လန်ရေးဆိုတာကတိုက်ခိုက်နေတာမှန်တယ်တိုက်ခိုက်ရမယ် ပြီးသွားလို့ရှိရင်မင်းတို့ပြီးသွားလို့ရှိရင်ငါတို့အလုတ်ကမပြီးသေးဘူးငါတို့အလုတ်ကစစ်တပ်နဲ့ငါတို့ကြားတွေကပြဿနာမပြီးသေးဘူးစစ်တပ်နဲ့ငါတို့ကြားတွေကပြဿနာစစ်တပ်ကိုနိုင်ငံရေးတဲကနေပြီးတော့စနစ်တကျနဲ့တို့ပြန်ထုတ်သွားမယ်ပြီးရင်နိုင်ငံကိုစစ်တပ်မရှိတော့เนาะစစ်တပ်တွေလက်နက်ကင်တွေမရှိတော့နိုင်ငံဖြစ်နေငြင်းငြင်းတဲ့နိုင်ငံဖြစ်ဖို့ပေါ်ဆောင်မှုတဲ့ငါတို့မှာခီးရဆက်အောင်မယ်မင်းတို့ကိစ္စကိုအခုအရင် ရှင်းနေတာဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့ကျွန်တော်လိုက်အမြဲကြည့်နေမြောက်သိပါလိမ့်မယ်เนาะအဲဒီစကားလည်းကျွန်တော်မှတ်မိပါတယ်အဲ့တော့ကျွန်တော် NUG နဲ့ PDF နဲ့ဒီတော်လန်ရေးအုပ်စုတွေကိုကျွန်တော်အများကြီးအများကြီးပြောဆိုတဲ့နေရာမှာတိုက်ခိုက်ပြောဆိုခဲ့တာတွေကျွန်တော်အများကြီးရှိပါတယ်เนาะကျွန်တော်ရဲ့ live တွေအကုန်လုံးခင်ဗျားတို့မှာ YouTube မှာအကုန်လုံး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 အာကျွန်တော်အခုမှကျွန်တော်လိန်လို့ရတယ်မဟုတ်ဘူးเนาะအကုန်လုံးပါပြီးသားဖြစ်တယ်အဲ့တော့အခုရွေးကောက်ပွဲသူတို့ပြန်ကျင်းပပေးမယ်ဆိုပြီးတော့ကျွန်တော်မျှော်လင့်နေတာဒါပေမဲ့အခုကျင်းပပေးမယ်ရွေးကောက်ပွဲကြည့်ပြီးတော့ကျွန်တော်နေထိုင်သွားတယ်ဗျာဘာကြောင့်နေထိုင်သွားလဲဒီလား ရွေးကောက်ပွဲကိုတဲ့ကျင်းပမဲ့ပုံစံကအလှော3ချိန်3ချိန်ခွဲကျင်းပမှာอืม3ချိန်ခွဲကျင်းပပါနော်ပထမတစ်ချိန်ဒုတိယတစ်ချိန်တတိယတစ်ချိန်ဟုတ်ပြီပထမတစ်ချိန်ကျင်းပခံဤအချိန်မှာပါတီ၄ပါတီပြုတ်ထွက်သွားတယ်ပခုံးချင်းရှင်လာတော့တဲ့ပါတီတွေနော်ဘာလို့ဆိုလို့ရှိရင်နိုင်ငံရေးအဖြစ်နားလေသောပါတီတွေပြည်သူဘက်ကိုပေါ့နော်ပြည်သူဆိုတဲ့ပြည်သူစစ်စစ်တွေဘက်ကိုရိမ့်သောပါတီတွေ ကုန်လုံးနီးပါးပြုတ်ထွက်သွားပြီအဲ့တော့ဒီတော်စုအဆင့်ပြိုင်မဲ့ပါတီကိုးပါတီကလည်းဘယ်လောက်ကြံမလဲဆိုတော့အခု6ပါတီ5ပါတီပဲကြံမှာဟာငါးပါတီပဲအဲ့ငါးပါတီကလည်းမျက်ခုံးခတ်လုတ်လုတ်ပထမတစ်ချိန်သူတို့ရင်းဆုံးကျင်းပမယ်နော်ရွေးကောက်ပွဲပထမတစ်ချိန်ရင်းဆုံးကျင်းပလိုက်မယ်ကျင်းပလိုက်လို့ဒီပါတီကြီးပေါ့ဗျာပြည်ခိုင်ပြိုးပါတီရဲ့အခြေအနေကိုသူတို့ကြည့်မယ်ပြည်ခိုင်ပြိုးပါတီကပထမတစ်ချိန်ကျင်းပတဲ့အချိန်မှာအခြေအနေကောင်းတယ်နိုင်တယ်ဟဲ့ဆိုလို့ရှိရင် ဒုတိယအကြိမ်နဲ့တတိယအကြိမ်ဟာမြန်ဆန်လာလိမ့်မယ်ပြီးတော့အဲ့ဒီအကြိမ်ထဲမှာပဲတခါတည်းစည်ရည်အရာမျိုးတွေပြန်သိမ်းမှုတွေကလည်းမြန်ဆန်လာလိမ့်မယ်ပထမဦးဆုံးအကြိမ်မှာတော့ပြည်ခိုင်ဖြူနိုင်ခဲ့ရင်တော့လကောင်းပေါ့ဗျာနော်ပြည်ခိုင်မျိုးကအချိန်လေးကောင်းတယ်လွတ်တော်ထဲမှာတခါတည်းကျွန်တော်တို့ဒီကိုယ်စရည်ရပြီဟဲ့ဆိုလို့ရှိရင်ဒီခိုင်ဖြူအချိန်လေးကောင်းတာနဲ့စည်ရည်ရပဲလင်းမြန်လာမယ်မျိုးတွေပြန်သိမ်းတာလည်းလင်းမြန်လာမယ် ပြီးရင်ဒုတိယအချိန်ထက်ကျင်းပမဲ့အချိန်တွေကလည်းလင့်မြန်လာမယ်တတိယအချိန်ဆက်ကျင်းပမဲ့အချိန်တွေကလင့်မြန်လာလိမ့်မယ်ဟုတ်ပြီပရမအချိန်မှာပြီးခိုင်ဖြူအချိန်နေမကောင်းမှုဟေ့ဆိုလို့ရှိရင်တော့မကောင်းမှုတွေဆိုလို့ရှိရင်တော့မြို့တွေဆက်လက်ပြီးဆုံးရှုံးမယ်မအေးဝင်းစီစဉ်မယ်စီရေးမှာမအေးဝင်းစီစဉ်မယ်နော်အဲ့ဒီဒုတိယအချိန်ဒုတိယအကြိမ်ကျင်းပမဲ့အခြေအနေကလည်းကြာလာနိုင်တယ်ပြီးလို့ရှိရင်ပါတီတွေကလည်းဆက်လက်ပြီးတော့ပြုတ်နိုင်တယ်အဲ့တော့ အဲ့တော့အခါတော်တွေပေးနေတာလို့ပဲကျွန်တော်တို့ကအခုတဖြည်းဖြည်းယူဆလာကျွန်တော်မြင်လာတာပါဒါကျွန်တော်ကျွန်တော်စနပြပြ freedom of expression လို့ခေါ်ရနော်ကျွန်တော်တို့ရဲ့အထင်အမြင်သုံးသပ်ချက်ကိုလက်တွေ့ပြောနေခြင်းဖြစ်တယ်အဲ့တော့ရွေးကောက်ပွဲကြီးအောင်မြင်ဒီခံမျိုးအောင်မြင်မှသာလျှင်ကျွန်တော်တို့စည်ရေးလဲတွက်မှာဖြစ်တယ်လို့ဒီခံမျိုးကြာရှုံးလို့ရှိရင်တော့စည်ရေးတွက်ချင်မှတွက်မယ်စည်ရေးကိုမအေးဝင်းစီစဉ်မျိုးတွေဆက်ရှုံးမှာပဲအဲ့တော့အဲ့တော့ဘယ်လိုဖြစ်သွားမလဲရှေ့လျှောက်သွားမလွယ်ဘူးဖြစ်မယ်အဲ့တော့ ပြည်ခိုင်ပြိုးမနိုင်မချင်းပါပြည်ခိုင်ပြိုးထဲမှာလဲမိုးကြွှေကိုတွေဆိုပြီးတော့တခါလဲအဲ့ဒါလဲကျွန်တော်ဆက်ပြောပါမယ်အဲ့တော့လွတ်တော်တဲ့ကိုဦးမင်း online ညွန်မှန်းထားတဲ့ပြည်ခိုင်ပြိုးနဲ့စစ်တပ်နဲ့နှစ်ခုပေါင်းလို့ရှိရင်အနိုင်ဆုံးတော့ဗျာအစိုးရဖွဲ့ဖို့လောက်ထိတော့ရမှာပဲအစိုးရဖွဲ့ဖို့ဆိုတာစစ်တပ်က25ရာခိုင်နှုန်းရှိပြီးသားဗျာပြည်ခိုင်ပြိုးက25ရာခိုင်နှုန်းနဲ့ဟဲ့လားဂျန်နဲ့တယောက်ပေါ့ဂျန်နဲ့တယောက်ဘယ်ရပဲဆွဲထည့်ဆွဲတဲ့အားလုံးနဲ့ဒါမှမဟုတ်26လောက်နဲ့ဆိုရင်အစိုးရဖွဲ့ရလောက်တဲ့တော့ဦးမင်း online ကျင်းနေမှာမဟုတ်ဘူးဘာကြောင့်လဲသိလား အစိုးရဖွဲ့ယူနေကျင့်တတ်မယ်ဟဲ့ဆိုလို့ရှိရင်အခုအတိုက်ခံနေကိုသူမွေးထားအောင်ပါ။ဘာကြောင့်လဲ။အစိုးရဖွဲ့ယူနေသူကျင့်တတ်လို့မရအောင်။26ရာခိုင်နှုန်းဆိုအစိုးရဖွဲ့လို့ရတယ်။အဲမနေ့ဆက်ကြောင့်မဟုတ်57ရာခိုင်နှုန်းဆိုရင်အစိုးရဖွဲ့လို့ရတယ်။ဒါပေမဲ့တော့သူလိုချင်တာလွတ်တော်ပြင်နေတာ။လွတ်တော်ပြင်နေတယ်ပြင်ဖို့ဆိုလို့ရှိရင်နော်လွတ်တော်ထဲမှာခြေကံဥပဒေကိုပြင်နေတာ။အခြေခံဥပဒေကိုပြင်လို့ဆိုလို့ပြင်ဖို့ဆိုလို့ရှိရင်လွတ်တော်ထဲမှာ85အပေါင်း1ရမယ်။85အပေါင်း1ဆိုတဲ့ခါကျတော့ အဲ့တော့လွတ်တော်ထဲမှာတီးခိုင်ဖြိုးများနိုင်သမျှများဖို့လိုအပ်တယ်အဲ့တော့ဘာဥပဒေတွေပြင်ဉင်လဲဆိုတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့သူဘသူတွေနဲ့ပေါင်းသင်းနေဆိုတဲ့အပေါ်မှာကြည့်ပြီးတော့ကျွန်တော်ဘာတွေပြင်ဉင်တယ်ဆိုတော့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့သူသွားပေါင်းနေသူတွေကမေဂန်တမရပြအိုဘားမာအာဂျော့ဘုရှဂျော့ဘုရှအိုဘားမာအိုဘားမာပြီးတော့ကျွန်တော်တို့ဒေါ်နယ်ထရန့်ဒေါ်နယ်ထရန့်ပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲနောက်ထပ်ဘိုက်ဒန်ဘိုက်ဒန်ပြီးတော့အခု မေဂန်တမနာနောက်ထပ်တယောက်အဲဒီကျွန်တော်48 47တမနာဒီဒေါ်နယ်ထရမ့်ပြန်တက်လာအားလုံးပေါင်းအမေရိကန်တမနာ9ယောက်ပေါ့ဗျာ9 9ယောက်9ယောက်ပြန်ထားလိုက်ပေါ့9ယောက်ပြောင်းသွားတယ်ပူတင်လုံးဝအပြောင်းလဲမရှိဘူးကမ္ဘာကောင်းဆောင်တွေမှာနော်ပူတင်လုံးဝအပြောင်းလဲမရှိဘူးကင်ဂျုံအန်အပြောင်းလဲမရှိဘူးအဲ့တော့ရှင်ချင်းဖင်အပြောင်းလဲမရှိဘူးအဲ့တော့ကျွန်တော်တို့သုံးသပ်လို့ရနေရတာပေါ့ဗျာနော်ဥမင်းအွန်လိုင်းအနေနဲ့ဒီအချန်စီများကြံနေသလားဆိုလိုချင်တာတော့ပေါ့ဗျာနော်လုံးဝသူလည်းပဲသူ့ သွားပေါင်းသင်းနေတော့ခေါင်းဆောင်ကြီးများလိုပဲသူလည်းအပြောင်းလဲမရှိတဲ့ပြင်ဆင်မှုမျိုးအခြေခံဥပဒေကိုကျွန်တော်တို့ဒီဖလစ်တော်တဲ့ကနေပြင်ပြီးတော့သူလည်းပဲသူလည်းပဲရာသက်ပံပူတင်လုပ်ချင်တာလားလို့ပဲကျွန်တော်ကမေးရမှာနော်အဲ့တော့အဲ့လောက်ထိများအကြံကြီးနေသလားပေါ့အဲ့တော့85ပေါင်းတက်ရဖို့ကလွတ်တော်တဲ့မှာအများကြီးအများကြီးအများကြီးကျွန်တော်တို့နေရာရနေဖို့လိုအပ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီခံရိုးနိုင်ရင်စည်ရဲတာမယ်ဘာကြောင့်တာမလဲတိရ စေယုတ်ဖိဖိစီဆောင်ရမယ်အဲပြည်ခိုင်တို့ရှုံးရင်သူစေယုတ်ကောင်းကောင်းမဆောင်ရမှာမဟုတ်တော့ဘူးလို့ကျွန်တော်သုံးသပ်တယ်မအေးဝင်းစီစဉ်ပြီးတော့မြို့တွေဆက်အသိမ်းခံပြီးနိုင်ငံကိုဒီတိုင်းမဲ့ဖျက်ဆီးနေမှာပဲဖြစ်တယ်အဲ့တော့နိုင်ငံတစ်ခုကိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးနေမှာလားအဲ့တော့တကယ်ဩစေတနာမှန်ရဲ့လားဗျာနော်အဲ့တော့နေရာကမစင်းကျင်လို့များလားဗောနော်အားလေးကျွန်တော်တို့ကတော့သုံးသပ်မှုတွေကျွန်တော်တို့ရှိလာပြီဗောဗျာနော်အဲ့တော့ တော့ပြည်ခိုင်မျိုးနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ကိုအားလုံးကပြောကြတယ်ဗျာပြည်ခိုင်မျိုးကဘာလဲဘာကြောင့်ကိုခင်ဗျာပြည်ခိုင်မျိုးပြောကျွန်တော်အထူးသဖြင့်ဒါဒီပြည်ခိုင်မျိုးအားပေးထောက်ခံသူတွေကျွန်တော်မုန်းကြတယ်ဗျာကျွန်တော်စိတ်မကောင်းဘူးကျွန်တော်ဘာကြောင့်ပြောတယ်ဘသူအတွက်ပြောတယ်ဆိုတော့ခင်ဗျာကိုနားမလဲဘူးနော်ခင်ဗျာပြည်ခိုင်မျိုးအုပ်စုတွေကလဲခင်ဗျားတို့ဗျာပါနိုင်ငံရေးပါတီတခုသာအထက်ကနေအောက်ကိုတက်တာဥမာပြပါတီဝင်ပါတီဝင်အဆင့်ရနေပဲတခါလဲကျွန်တော်တို့ရုံးအဆင့်ရောက်မယ်ရုံးအဆင့်ရောက်စီယုံရေးအဆင့်ရောက်မယ်စီယုံရေးအဆင့်ရောက်ပြီးတော့ရှိရင် CEC အဆင့်ရောက်မယ် စီးစင်ရောက်ပြီးပါတီရဲ့ခေါင်းဆောင်ဆင်းရောက်ဒါမျိုးလူငယ်တွေကိုစနစ်တကျမွေးထုတ်ပြီးတော့မွေးထုတ်ပြီးပါတီတခုကိုတီဆောက်မှာအဲ့လိုမျိုးကျွန်တော်လိုချင်တာအဲ့ကြောင့်မလို့ဒီလူတွေကိုကျွန်တော်တနာတာဘာကြောင့်လဲသူတို့ကအောက်ကနေပြီးတော့အောက်ခြေကနေတစင်းစင်းများပါတီဝင်နေအဆင့်အာပါတီဝင်နေကလည်းစင်းယုံကြည်လာတော့အကဲပါတီမှာတကယ်အာစီအိုရဲ့အဆင့်စီအိုရဲ့အဆင့်အာတဖြည်းဖြည်းစီစီရလည်းဆင့်ပါတီခေါင်းဆောင်လည်းဆင့်အောက်ကနေအထက်ကိုတက်အောင်အခုကပြည်ခံပြောကဘယ်လိုဖြစ်နေဆိုတဲ့ခါကြတော့ ခင်ဗျားတို့ခင်ဗျားအောက်ကကောင်အောက်ကနေပြီးတော့တက်လာမဲ့သူဆိုတာလုံးဝမရှိဘူးအပေါ်ကအထက်ကနေပြီးတော့တခါတည်းမိုးကြွှေကိုနေစစ်တက်ကနေပြီးတော့စစ်သင်းကြီးဖြစ်နေလွတ်လိုက်တဲ့သူတွေကြီးပဲနေရာယူသွားတဲ့ခါကျအောက်ကကောင်တွေကနွားတွေလားအောက်ကလူတွေကတက်လမ်းမရှိတော့ဘူးပေါ့ social mobility ပေါ့ဗျာเนาะကျွန်တော်တို့ power mobility လို့လည်းခေါ်တယ်เนาะ rank mobility ပေါ့ဘယ်လိုပဲဖြစ်ပါဘယ်လိုပဲခေါ်ခေါ်ပါเนาะ အောက်ကနေပြီးတော့အထက်ကိုပြည်ခိုင်ဖြိုးကျွန်တော်ကဖြစ်စေချင်တာနိုင်ငံရေးပါတီတစ်ချက်တရက်နေနဲ့အောက်ခြေကနေတစင်းစင်းတက်ပြီးတော့နိုင်ငံပါတီကြီးကိုအုပ်ချုပ်ပြီးနိုင်ငံကိုအုပ်ချုပ်တဲ့သူမျိုးဖြစ်ရမယ်အစပြည်ခိုင်မျိုးပါတီဟာအောက်ခြေကောင်နေအားလုံးကတခါလဲထင်းလို့မီးသွေးလို့တခါလဲပါတီဖြစ်ပဲတွေဖြစ်ပြီးတော့အပေါ်ကနေပြီးတော့တခါလဲစစ်တက်ကနေပြီးတော့တခါလဲအမိုက်စိန်အမိုက်ရှင်းလိုက်တဲ့သူတွေအားလုံးကအမြဲတမ်းအမြဲတမ်းဒီလိုကြီးပဲဆိုလို့ရှိရင်ပါတီဝင်လာတာပါလို့ပဲနွားလို့ပေါ့လားဟုတ်လားပါတီဝင်လာတာပါလဲဆိုလို့ရှိရင်အဖြစ်ခံဘွားတွေလားနော်အဲ့တော့အခု ကျွန်တော်တို့ကဘယ်လိုဖောင်းဆိုမြန်မာနိုင်ငံမှာခုချင်းဒါကျွန်တော်ဘာကြောင့်မပြောတာဒါခင်ဗျားတို့ဒီတီခိုင်ဖြိုးပါတီတက်ပြောတာအပြည်ခိုင်ဖြိုးပါတီမှာဘယ်လိုမှမဆိုတော့အသေးခံအသက်သေးခံပါတီဝင်ထားတဲ့သူတွေကတကယ်တကယ်နေလားငါလားအနေရရတော့မယ်ဆိုတဲ့ဆိုတော့တခါတည်းအဲ့မိုးကြွှေကိုပိုးချုပ်တွေရောက်လာပြီးတော့မင်းတို့ကတော့တီခိုင်ဖြိုးပါတီဝင်တွေကတော့တခါတည်းဒုံရင်းကဒုံရင်းဒုံရင်းကဒုံရင်းခွက်ပြောက်ကခွက်ပြောက်ဖြစ်ပြီးတော့တခါတည်းအမြဲတမ်းမီးထိုးခွေးကြောင့်ဘဝမတက်တော့ဘူး အဲ့လိုမရဘူးပါတီဆိုတာမျိုးကဒီလိုမျိုးအောက်ကနေစဉ်းစားတက်လာအောင်ပါအေးအဲ့ဒါကိုကျွန်တော်ကအဓိကထားပြီးခင်ဗျားတို့ပါတီအတွက်ကျွန်တော်ပြောတာဖြစ်တယ်နော်ခင်ဗျားတို့ကစေတနာနဲ့ပြောတာအခုဆိုပို့ဆိုးတာကမြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးပေါက်ရွေးကောက်ပွဲရစနစ်နှစ်ခုနဲ့ကျင်းပမှာနော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုစားပြုစနစ်ရယ်နော်ကိုစားပြုစနစ်ရယ်ကျွန်တော် FTTP မခေါ်မလဲဆိုတော့ first past the post ဆိုတဲ့ခါကျတော့ FT အာ PT ပေါ့နော်ဟို first past the post ပထမနိုင်သူစားတဲ့ popular vote နဲ့သွားပါ အဲ့တော့20 20သွားမှာအဲ့တော့ပထမအဆင့်